ရန်စီကဘယ်သူမှထင်မှတ်မထားတဲ့လက်ဆောင်တစ်ခုကိုရရှိခဲ့တဲ့ရော်နယ်ဒိုဘောလုံးကျယ်ဝင်းခရစ်စတီယာနိုရော်နယ်ဒိုကအင်ပီရိုမာဒိုနယ်ထရန့်နဲ့တွေ့ဆုံခဲ့တာကြောင့်ကမ္ဘာတစ်ခုပေါင်းစုံခဲ့လို့ပြောရမလိုပါဘူး။အမေရိကန်သမ္မတကကမ္ဘာထင်ရှားကြော်ကြားသူအများပြားနဲ့တူအင်ပီရိုညစာစားပွဲကိုကျင်းပခဲ့ပြီးတော့အိပွဲတွင်မှာရော်နယ်ဒိုကိုပေးခဲ့တဲ့လက်ဆောင်တစ်ခုလည်းရှိနေပါသေးတယ်။2016ခုနှစ်နောက်ပိုင်းအမေရိကန်ကိုပထမဆုံးချိန်လာရောက်ခဲ့တဲ့ရော်နယ်ဒိုကအင်ရှင်မင်းသားမိုဟာမက်ဘင်ဆယ်မန်အစောနဲ့တူအင်ပီရိုကိုရောက်ရှိလာခဲ့တာဖြစ်ပြီးတော့သူ့ကိုသမရထရန်ကလိုက်လိုက်လဲလဲကြိုးစိုးခဲ့ပါတယ် ။ NSA ကစားမက PS နဲ့ interview တခုမှာ Trump ကိုသဘောကျကြောင်းပြောဆိုခဲ့ပါရီ။အရာပြင်တော်တွေက Donald Trump ကကမ္ဘာကြီးကိုပြောင်းလဲဖို့ကူညီပေးနိုင်တယ်လို့တယောက်ဖြစ်ပါရီလို့ချီးကျူးခဲ့ပူပါရီ။ Trump ကလည်းသူတို့နှစ်ယောက်ပထမဆုံးချိန်တွေ့ဆုံချိန်မှာချီးကျူးစကားပြန်လည်ပြောဆိုခဲ့ပြီးတော့ဒီခါနဲ့မှာကမ္ဘာကြီးကျယ်ဆုံးခေါင်းဆောင်တွေစီးပွားရေးနဲ့အကစားကြော်မော်တွေပြည့်နေပါရီ။ကျွန်တော်သားကခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပရိသတ်ကြီးဖြစ်ပါရင်ဘာလို့ငါသူ့ကိုတွေးဆောင်ခွင့်ရခဲ့ပြီးတော့ကျွန်တော်မိတ်ဆက်ပေးလိုက်ရုံနဲ့တင်သူ့ဖေကိုနည်းနည်းလေးပို့ပြီးတော့လေးစားလောက်တယ်လို့ပြောကြခဲ့ပါရင် မိုင်းတစ်လျှောက်ကြီးကျယ်ဆုံးဘောလုံးသမားတွေကတယောက်ဖြစ်သတ်မှတ်ခံရတဲ့ရော်နီတို့ကသူ့ရဲ့ဆေးဆက်ထားသူဂျော်ဂျီနာနဲ့တူအိမ်ပြတော်ကိုလာရောက်ခဲ့ပြီးတော့နှစ်ယောက်လုံးကိုရုံကန်းကိုတည်တံ့လိုက်ပြပေးခဲ့တယ်လို့အမတ်တရားလက်ဆောင်တစ်ခုလည်းပေးအပ်ခဲ့ပါသေးတယ်။နောက်နေ့နေရာဒီမှာတော့ရော်နီတို့က2026ကမ္ဘာဗလာမှာကစားဖို့အမေရိကန်ကိုပြန်လာမှာဖြစ်တာကြောင့်သူတို့နှစ်ယောက်ထပ်မံတွေ့ဆုံရအောင်မှာဖြစ်ပါရည်။ထရန်ကရော်နီတို့ကိုပေးခဲ့တဲ့လက်ဆောင်ကိုဗင်ဂျမင်နီတန်ယာဟုဂျပန်ဝန်ကြီးချုပ်ဟောင်းတာရိုအာဆိုနဲ့အီလွန်မတ်တို့ကသာပေးအပ်ခဲ့ဦးတာကြောင့်ရော်နီတို့ကဂုဏ်သိရှိတဲ့သူတွေနဲ့တူစီးရင်ဝင်သွားခဲ့ပါရည်။ အဲ့ပုံကိုဒီအားလုံးကို Trangular Design ထုတ်ခဲ့တဲ့ David ရှိတဲ့ computer ဆူဖြစ်တဲ့ရွှေတော့ကိုချင်းမြင့်ခဲ့တာဖြစ်ပါလိမ့်။ဒီလက်ဆောင်ကိုရရှိခဲ့တဲ့ပထမဆုံးအကစားမဖြစ် Ronaldo ကအဆိုပါတော့ကိုဂုံယူစွာခြင်ဆောင်ရင်းနဲ့ Train ရဲ့ဇပွဲရှိမှာ Rodrigo နဲ့အတူတပ်ပုံရိုက်ခဲ့ပါလိမ့်။ဒါဝင်ရှိသူတို့ကတော့အရာကအင်ပီရိုရဲ့တော့ဖြစ်တယ်လို့အတည်ပြုပေးခဲ့ပါလိမ့်။ Ronaldo ကရန်ကောင်းတဲ့သူဖြစ်ပါလိမ့်လို့ Train က ဗိုလ်ရုံးနေ့ညနှောင်းပိုင်းမှာ True Social မှာရေးသားခဲ့ပြီးတော့ဒရုန်းရောက်ဘောလုံးကစားနေတဲ့ AI နဲ့လုပ်ထားတဲ့ဗီဒီယိုကိုလည်းတင်ခဲ့ပါသေးတယ်။ထွန်းနဲ့ရော်နယ်ဒိုကနေရာဒီမှာထပ်မံတွေ့ဆုံကြရအောင်မှာဖြစ်ပြီးတော့ Frank Gorin လည်းရော်နယ်ဒိုနေနဲ့ပိုတူဂီကိုကဘာဖလားအောင်မြင်မှုယူဆောင်လာပေးဖို့မျှော်လင့်နေမှာလည်းဖြစ်ပါရည်များ။